အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောညီလေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့အစုံမကောင်တောင်းပြလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်ကဒါ ဘူဘယ်အာမိုရင်းကိုတော်တော်လေးကိုနားလေကြည်ဖို့အတွက်ကြိုးစားတဲ့ပွဲစဉ်တစ်ပွဲဆိုရင်တော့ကျွန်တော်အနေနဲ့မှားမယ်မထင်ဘူးဒါပေမဲ့နားလေလေကြည်လို့မရတဲ့ပွဲစဉ်တစ်ပွဲလို့လည်းပြောလို့ရတယ်တစ်ခါကချက်စီသင်းကတော့ရှင်းပါတယ်ဒါဒီနေ့ပေါ်မှာဒီနေ့နှစ်ပွဲလုံးကန်တဲ့ပွဲစဉ်မှာနှစ်ပွဲလုံးအနေထားကအတူတူပါပဲဒါတစ်ခါကဒါစပါသင်းနဲ့ဆွန်ဗလာဆုမှာအမှတ်မလူတဲ့သင်းနဲ့အမှတ်လူတဲ့သင်းနဲ့တွေ့တယ်ဒီနေ့ပေါ်မှာဒါအမှတ်မလူတဲ့သင်းနဲ့ကိုအမှတ်လူတဲ့အသင်းနဲ့ကိုဒါတွေ့ကြရတယ်မှာပါတယ်ချက်စီသင်းကတကယ်ကိုအမှတ်ကို တော်တော်လူနေပြီးတော့တော်တော်လေးကိုဒါကျွန်တော်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲကိုဖျက်ဆီးခဲ့တယ် ဒါဒီနေ့ပုံစံမှာတစ်ဖက်ကတော့ကျွန်တော်တို့ Manchester United နဲ့လုံးဝအမှတ်မလူပဲနေတာကျွန်တော်လာမယ့်ဒါ၃ရက်ပေါ့၄-၅ရက်အတွင်းမှာကံရမယ့်ပွဲချက်တစ်ပွဲအခြေအနေမှာရှိတဲ့အခြေအနေမှာ ဒီလိုမျိုးလူစည်ရင်းနဲ့ထွက်သွားတော်တော်လေးကို surprise ဖြစ်စရာကောင်းနေတယ်ကျွန်တော်နေကခုနကပြောလို့ဒီနေ့ပွဲစဉ်မှာအမှန်တိုင်းပြောမယ်ဆို United ဒီလူစည်ရင်းထွက်တာကျွန်တော်နေ momentum ကိုကျွန်တော်နားလေတယ်ဒါပေမဲ့ minute 80 minute 90လောက်တချို့ကစားသမားတွေကိုတုံးသွားကျွန်တော်လုံးဝနားမလဲဥပမာလက်ရှိမှာလက်ရှိတောက်လျှောက်ပွဲတိုင်းလူလူပွဲထွက်လာခဲ့တဲ့ Mazraoui ပြီးတော့ကျွန်တော်ဒါလက်ရှိဒီကျွန်တော်နောက်ပိုင်းအသင်းကဝယ်ထားပြီးရနောက်ပိုင်းဒါကျွန်တော်ပွဲတိုင်းလူလူပွဲထွက်လာခဲ့တဲ့ Patrick Drogu ဒါကျွန်တော်လက်ရှိမှာ Maguire ပေါ့နော်အဲ့တော့ပြဿနာတွေအကြီးအကျယ်မှာကျွန်တော်စဉ်းစားမိတဲ့တစ်ချက်က Ruben Amorim ရဲ့ဒီနေ့ပွဲစဉ်မှာဘာကို prove လုပ်ချင်တယ်သူရဲ့ဒါ press conference ဒါကျွန်တော်တို့သူရဲ့ဒီပွဲပတိုင်ရင်သူပြောပုံရဆိုဒီနေ့ပေါ်မှာသူအနေနဲ့ United ကစားသမားတွေကိုသူနေတဲ့ game plan တစ်ခုအနေနဲ့သူ involve ဖြစ်ဖို့အတွက်သူလုပ်သွားရဆိုတော့အဲ့တော့ကျွန်တော်ဒါကိုနားမလည်တာ okay အဲ့ဒါဆိုကျွန်တော်နားလည်ပြီ okay United အသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာပုံမှန်လေးပါ Google Rela ရဲ့ twin ကမိနစ်80တက်မိနစ်မှာတွင်သွားတယ် okay United အသင်းနဲ့လူ9ယောက်လဲခွင့်ရတယ်လူ9ယောက်ရဲခွင့်ရတယ်မှာသူတို့ကဘယ်လို Bruno Fernandes ကိုမိနစ်80မှာလဲတယ်ဒါ okay ခဏပေါ်ကျွန်တော်နားလည်တယ်ညာက Casemiro နဲ့မောင်းမှုလဲတယ် why customer ကိုလဲရနားလေလူရ customer ဝါလဲဝါထားတယ် customer အသက်ရွယ်ကြောင့်မို့ customer okay ခုနကကျွန်တော်နေနေဒီညမှာပို့ပြီးနားတင်တယ်အမှန်တကယ်အာမတ်ကိုကျွန်တော်ပို့ပြီးနားတင်နေတယ်မှာပါတယ်ခုနကဘယ်လိုပဲဒါကျွန်တော် patrick dogu ကိုနားမလားဒါခုနက maserati ကိုနားမလားအဲ့တော့ပြောချင်တာပြ United တင်တယ်ဒီနေ့ပုံစံမှာ ဘူဘဲအမူရီရဲ့ပြဿနာကကျွန်တော်လည်းနားမယ်ပေါ့နော်မေးဖို့ဒါသူသူ့ရဲ့ language ရဲ့ပြဿနာလည်းရှိမယ်လို့ကျွန်တော်မြင်တာအပါလဲဆိုဒီဘက်ဘာကို proven point လို့ဖြစ်တာလဲခုနကပြောဆို Europa League မှာဒါ Spa ကိုချိန်ဖို့အတွက်ဒီနေ့ပွဲစဉ်မှာ mounted လာတာဒီနေ့ပွဲစဉ်ကဘာနဲ့သွားတူလဲဆိုတော့ဒါကျွန်တော်ခုနကပြော Spa နဲ့ပွဲစဉ်ကျွန်တော်ဘာမှဘာဝေဖန်တာမဟုတ်ဘူးမဟုတ်ပေမဲ့ United အသင်းအနေနဲ့အခုလက်ရှိဒီနေ့ပွဲစဉ်ကိုကြည့်ပြီး United ကဘာကိုလိုချင်တာလဲကျွန်တော်ဒါကိုနားမလည်တဲ့ချက်ပဲပြောကျွန်တော်ခုနကပြောဒီနေ့ပွဲစဉ်မှာခုနကပြောလက်ရှိ example ပြောပြမယ်တပတ်က Spa အသင်းဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော် minute ရဖို့အတွက်ဒါကျွန်တော်ဆူလန်ကီဘန်တန်ကဒါကျွန်တော်တို့ဘယ်သူဆူလန်ကီဘန်တန်ကရေကျွန်တော်တို့ဘယ်သူအာဘီဇူမာရေဘရန်နန်ဂျွန်ဆင်ရေဒါကျွန်တော်တို့အာဘယ်သူဒေါက်တာဒီအဲ့9ယောက်ပေါ့နော်အဲ့ကစားသမား9ယောက်ကိုကျွန်တော်ဒါကွင်းထဲမှာမိနစ်20ဆော့ပေးခဲ့တယ်အချိန်မို့ငါ9မိနစ်နဲ့ပေါင်ရတာမိနစ်20ကျော်ဒါကစားသမားရေဆော့အဲ့တော့မိနစ်တွေလည်းရတယ်ဒါကတော့ကစားတဲ့ပလန်လည်းကြည့်ရတယ်ခုနကဘယ်ရီချယ်လီစင်အုပ်စုလည်းမစိုးဒါပေမဲ့ယူနိုက်တက်အနေနဲ့ဒီနေ့ပေါ်တော့ဘာဖြစ်ချင်တာလဲဒါကိုကျွန်တော်တော်တော်လေးစဉ်းစားကြတယ်တစ်ဖက်ကဒါချယ်ဆီတို့ကတော့ရှင်းတယ်ဂိမ်းပလန် they have to win win it all ဒီနေ့ပေါ်စင်မှာဒါကျွန်တော်နီကိုလက် ြက်စရဲ့တော်တော်လေးအုံနောက်မရှိတဲ့ပြည်မူကဒီအသင်းပေါ်ဘလောက်တီ impact ရှိလဲဆိုတော့ပြည်သက်တယ်ဒီနေ့ပုံစံမှာပို့ပြီးတွေ့လိုက်မယ်။ Tyree George လေးကောင်းတယ်ဆိုတာမှတ်မိမယ်။ Tyree George ကိုကျွန်တော်မှန်တိုင်းပြောဒီနေ့ပုံစံမှာ Tyree George ကိုကျွန်တော်ကအယမ်းမျောလေးနဲ့တည်းမှာပါလိမ့်တယ်မဟုတ်ပါဘူး။ Tyree George ဘလောက်တီကောင်းတယ်လဲ။ဒါကိုကျွန်တော်ဒီလက်ရှိ copy နဲ့နောက်ထပ် product တွေ Tyree George ကျွန်တော်ဒါပေမဲ့ လက်ရှိဒီနေ့ပွဲစမှာသွင်းသွားတဲ့သွင်းကုန်းမှာအခရာအကြဆုံးက Richie James ပဲ Richie James နဲ့တကယ်ကိုချီးကျူးထိုက်တဲ့ကစားသမားတစ်ယောက်ပဲဒါကတော့တကယ်ကိုတော့ခုနကပြောသူ Champion League winner ပေါ့နော်တကယ်ကိုဒါကျွန်တော် right back နေရာမှာတကယ် immortal မှနှမျောဖို့ဒဏ်ရာရကြောင့်တိုင်ပတ်နေကစားသမားတစ်ယောက်ဖြစ်နေတာနှမျောဖို့သိတော့တယ်ဒီနေ့ပွဲစမှာဒါကျွန်တော် Chelsea တင်နေတယ်ကျွန်တော်ဒီနေ့ပွဲစမှာခန်စစ်ကကောင်းမွန်တဲ့ display တစ်ခုပြသွားခဲ့တယ်ကိုဝဲ Tottenham အရီပြီးတော့ဒါပြင်ကျွန်တော်ဒါ David Sanchez တို့က အောက်စုအနေနဲ့တော်တော်လေးကိုအဆင်ပြေသွားခဲ့တယ်မှာပါတယ်။ဒါပေမဲ့ဒီနှစ်ပွဲသမှာနောက်ထပ်တစ်ခုအနေနဲ့ပြောမှာဒီနှစ်ရဲ့ဒါခုနကပြောလို့လက်ရှိ Premier League ဒီနှစ်တအကောင်းဆုံးနဲ့မှာမပါခဲ့တဲ့ကစားသမားတစ်ယောက်နေကျွန်တော်အမြဲတမ်းပြောခဲ့တယ်လို့ပဲ Moise Caicedo ပါပဲ။ moist guys you need the gear ကိုအင်မတန်မှကောင်းလွန်းတဲ့ကွင်းလယ်တရားလို့ပြောလို့ရတယ်ဒီနေ့ပေါ်မှာ united ရဲ့ကွင်းလယ်ကိုတကယ်ဟိုဒါကျွန်တော်ခေါင်းဆကျွန်တော်ဖင်ဆုတ်တာကျွန်တော်ဆွဲပြီးလှည့်နေလူတော်မြင်လို့ရတယ်မှာပါတယ်ဒီနေ့ပေါ်မှာဒါကျွန်တော် azure အဲ့လောက်မပေါ်ပြမဲ့ဒါကျွန်တော်ပါမားတဲ့ guys တို့အတွက်ကတော်တော်လေးကိုလမ်းပြန်ထွက်နေတဲ့တွေ့လို့ပြောလို့ရတယ်လာမစ်နွေရာတီမှာကျွန်တော်မြင်ပါဘယ်တော့ chelsea တင်းနဲ့တိုက်စစ်မှုကောင်းကောင်းတရားဝယ်မယ်ဆိုရင်ဒီကွင်းလယ်နဲ့ဆောက်ရမ်းမိုက်သွားမယ်အနေထားရှိမယ်လို့မြင်တယ်ဒီနေ့ပေါ်မှာဒါကျွန်တော်နည်းနည်းလေး ironic ဖြစ်တာက right back ကကစားသမားပေးပို့လိုက်တဲ့ဘောလုံးကို left back ကကစားသမားက ောင်းတိုက်ပြီးတွင်းတော့နည်းနည်းလေး ironic ဖြစ်ဒါပေမဲ့ Chelsea တိတဲ့ဒီနေ့ပွဲစဉ်မှာပို့ပြီးတော့လုပ်ပြခဲ့တဲ့နယ်ပွဲစဉ်တပွဲလို့ကျွန်တော်အနေနဲ့အများကြီးမြင်တယ်ဗဒီနေ့ပွဲစဉ်မှာ Chelsea အသစ်နဲ့ White Lane တို့တိုက်စစ်မှုမျိုးတစ်ဖက်အသစ်မှာရှိနေတာတော်တော်လေးကိုဒါအသက်ရှူချောင်ခဲ့တယ်လို့ပြောလို့ရရတယ်မှာပါတယ်ဒါပေမဲ့အဲ့ဒီနေရာမှာကျွန်တော်ဒါပြန်ပြီးဆက်မယ် United အသစ် White Lane ပဲအဲ့တော့ ဝိုင်လန်းနေလက်ရှိမှာသူ့အနေနဲ့သူ့ဘာဖြစ်ဖို့ကြိုးစားရကျွန်တော်နားလေတယ်။ဘာကျွန်တော်ဘရာကုတာပြောလို့ဒီကောင်လေးဒါကျွန်တော်သူ့အနေနဲ့တောင်ပန်ကကစားသမားဖြစ်တဲ့အာမက်တို့မောင်တို့ရဲ့ဒါကျွန်တော်တို့ space ကိုသူရှာပြီးဒါပေမဲ့ပြဿနာကသူ့ရဲ့ link up play ကိုတန်းကညံ့နေတာ။သိလားပြဿနာ။အဲကျွန်တော်အနေနဲ့ဒါကုတာပြောကျွန်တော် tactical လို့ပြောကျွန်တော်အနေနဲ့အများကြီးဝေဖန်လေးမရှိကျွန်တော်နားလည်းမလဲဘူးကျွန်တော်ဝင်ခဲ့ဒါပေမဲ့ကျွန်တော်မြင်မှုတော့ဘာလို့ Harry Kane ကဆော့မှုဆော့ပါဒီလိုမျိုးဘာလို့ သူဟာဘောရစီဘာဖြစ်သွားပြီဘောရစီဘာဖြစ်သွားရင်သူ့အနေနဲ့သူ့ဂိုးမသွင်းနိုင်ဘူးသူ့အနေနဲ့ဘဲကိုဖြတ်ရမယ်အဲ့လိုပုံစံမျိုးသူကြည်တာရှိတယ်။ဟွိုင်လန်ကဘောလုံးရစီဘာအနေနဲ့အရန်မစိုးဘူးလို့ပြောလို့ရတယ်။ဒါဟုတ်တာပေါ့တဖက်ကပေးလိုက်ဆိုဘောလုံးဖုံးလို့သူထိမ့်တိုက်တယ်။အဲ့ဒီမှာပြီးသွားပြီ။အဲ့ဒါဟွိုင်လန်ရဲ့လုပ်ကအဲ့ဒီမှာပြီးသွားပြီ။ဟွိုင်လန်ရဲ့လုပ်ကဘာဖြစ်လဲဆိုတော့သူဟာခုနကကျွန်တော်တို့နေရုပ်တရုပ်တသားပဲရှိတာ။တဖက်ကတော့ကျွန်တော်ခပြဘလောက်ပဲမြင်တဲ့ဘောလုံးသူရအောင်ထိမ့်ပေးမယ်ခင်ဗျာ။ပြီးသွားပြီဒါပဲ။ပြီးသွားပြီ။ ဲ့တော့ဟိုပြောချင်တာပြကြတော့ဒါဒီလိုမျိုးလုပ်ချင်တယ်ဆိုတော့ဒါကျွန်တော်တို့တိုက်စစ်မှုမလုပ်မင်းနဲ့ဒါစက်ကတ်ထဲမှာဒါကျွန်တော်မြင်းနဲ့ပြဆိုင်းရင်တော့မစိုးဘူးလို့ပြောလို့ရတယ်တော့ပါဒါပေမဲ့ဘယ်လိုပဲပြောပြကျွန်တော်ခုနကပြောပြဒီလူငယ်တယောက် potential အများကြီးလူငယ်တယောက်ဒီတက်ပို့ပြီးကျွန်တော်အများကြီး improve လုပ်စီချင်တယ်ဘာလို့ဆိုတော့ pilot ခုနကပြောတဲ့ ball landing လို့အရင်ကောင်းလိုက်ဒါပေမဲ့ distribution နေမရှိဘူးနောက်ဆုံးများကိုတိုင်းခုနကဘယ်သူမျှ distribution မလုပ်ပေးချင်ဘူးဆိုတော့ကိုတိုင်းကိုသွင်းနေဆိုရင်ရှိတာဆိုကိုတိုင်းကိုသွင်းနေဆိုရင်လည်းမရှိဘူးအဲ့တော့ ဝိုင်လန်ကိုလက်ရှိမှာဒါ employee လုပ်တိုင်းမန်ချစ်စတာတော်လေးကိုခတ်ခဲတယ်ပြီးတော့ခုနကဘောဝိုင်လန်ကြတဲ့အချိန်မှာနောက်ကအာမက်ပါလိုက်ကြတယ်ပြဿနာကဒါပဲအဲ့တော့ဒီနေ့ပုံစံကခုနကဘောနီးပြအနေနဲ့အာမက်ကိုမိနစ်90အပြည့်သုံးတာကျွန်တော်ကနည်းနည်းလေးတော်တော်လေးကိုစဉ်းစားစရာဖြစ်ခဲ့တယ်မာဇွားဝီကိုလည်းမိနစ်93နဲ့နီးပြတော်တော်လေးကိုစဉ်းစားရတယ်ဒါဘရူနိုဖာနန်ဒက်စ်တောင်မှဒါကျွန်တော်တို့ဟိုအတင်းဒါခုနကဘောဝိုင်နောက်ကပရိတ်သတ်တွေအော်နေလို့လားမသိတာထုတ်ပေးရတယ်မှာအဲ့တော့ ဒီနေ့ပေါ်မှာနောက်တစ်တယောက်ကောင်းခဲ့တာကျွန်တော်တို့ကဒရူဂုပေါ့နော်ဒရူဂုတော်တော်လေးကိုအဆင်ပြေတယ်မက်ဂွာယာကထိုးလာအဲ့တော့ United အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ရခဲ့တဲ့ Twin Goo ကလူကျွန်းခဲ့တယ်ဒါတကယ်လည်းလူကျွန်းခဲ့နည်းနည်းလေးကျွန်းတယ်ဘယ်လိုပဲကျွန်းတာ CB Automatic မလို့ကျွန်းတယ်ဒါပေမဲ့ဒီနေ့ပေါ်မှာဒါ Penalty အလုံးနေပြောင်း Tyree George အလုံးကိုတော့သူတို့အနေနဲ့ Penalty ကဒါထိခိုက်မှုကတော်တော်လေးကိုသေးပြီးတော့ Tyree George အနေနဲ့ကိုမသွင်းနိုင်တဲ့အနေထားတစ်ခုဖြစ်သွားတဲ့အတွက်ကြောင့်သူတို့အနေနဲ့ပယ်ဖြတ်ခဲ့တယ်လို့ဆိုထားတယ် နောက်တစ်ခုကအားကျွန်တော်တို့လက်ထီးတဲ့ဘောလုံးလက်ထီးတဲ့ဘောလုံးကကျွန်တော်အနေနဲ့နင်းနေတော့စားတယ်ဘာလို့လဲဆိုတော့ဘောလုံးလေလက်ရှိမှာအခုဒါရှေ့အပတ်ကတယ်ဒီလိုလက်ထီးလို့ဒါကျွန်တော်တို့ပနတီပေးလိုက်တယ်လို့နှလုံးသားသုံးလုံးသားမသူရှိတယ်ဒီမှာပါတယ်ဒါမက်ဆီရှေ့နေမယ်ဒါခုနကဘောလုံးလေကျွန်တော်ပရီးမီးယားလိဂ်တော့မဟုတ်ဘူးလာလီဂါမဟုတ်တာကျွန်တော်အဲ့လိုပေးခဲ့တယ်လို့ကျွန်တော်မနစ်ကရှေ့ဘက်ကကြည့်ခဲ့တော့ဒါခုနကဘောလုံးပဲ ပြဒနာကမေးတာတယ်ငါတာတယ်မဟုတ်ဘူး consistent မရှိတဲ့ပြဒနာအဲ့တော့ shape မှာပေးရင်ဒီဘက်မှာပေးရမယ် shape မှာမပေးရင်ဒီဘက်မှာမပေးနဲ့အဲ့တော့ဒီဘက်မှာမပေးရင်နောက်ဘက်မှာမပေးနဲ့အဲ့ဒီပုံစံကလက်ရှိမှာ Premier League ဒိုင်းရင်အားအနေဆုံးလုပ်ရဖြစ်တယ်အဲ့တော့ကျွန်တော်ရှင်းရှင်းလေး shape မှာပေးရမှာအဲ့ဒီပုံစံကဒီဘက်မှာထပ်ဖြစ်တယ် ပေးတင်တယ်ဒါပေမဲ့ခုနကပြောသူပဲရှေ့ဘက်မှာမပေးဘူးဆိုရင်ဒီဘက်မှာအဲ့တော့ဒီဘက်မှာမပေးဘူးမလားနောက်တစ်ဘက်မှာပေးဒါပေမဲ့နောက်တစ်ဘက်မှာသူတို့ပေးလိမ့်မယ်အဲ့ဒီပြဿနာကလက်ရှိအင်္ဂလန်ဒိုင်းရဲ့အဆုတ်ပြတ်ဆုံးပြဿနာကောင်းတယ်မကောင်းအလေးပေးတယ်မပေးဘူးဆိုတာတဲ့ပြဿနာကဘာလဲဒီလားဒီနေ့ဆုံးဖြတ်ချက်တစ်မျိုးချတယ်ဒီဆုံးဖြတ်ချက်ကလည်းမနှက်ဖြစ်မှာကြောင်းတယ်မနှက်ပြန်ငါဆုံးဖြတ်ချက်နဲ့ဒီနေ့ဆုံးဖြတ်ချက်နဲ့မတူဘူးအဲ့တော့စီမင်းကကျွန်တော်တို့ပြည်သက်ကြည့်ရတယ်ဒီစီမင်းကဘယ်စီမင်းကမှန်လဲကျွန်တော်တို့ကမသိတော့ဘူးအဲ့ဒါကအဓိကပြဿနာဖြစ်အဲ့တော့ လက်ရှိမှာ United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ Spa နဲ့ပွဲစဉ်မှာ Europa League နဲ့ပွဲစဉ်မှာကျွန်တော်အမြင်အရပြောရမယ်ဆိုရင် White Lane ကိုဒါကျွန်တော်ဒါ Maguire ကိုဒါတိုက်စစ်တင့်ပြီးတော့ဒါခန်းစစ်နေရာမှာ Hayden Haven ကိုဒါထည့်ဆော့မယ်တောင်မှပို့ပြီးတော့လှုပ်ဖြစ်မယ်လို့မြင်တယ်။ White Lane နဲ့ခုလက်ရှိမှာဒါကျွန်တော်အနာကျင်အပြေးဘွားရထားတဲ့ဒါကျွန်တော် Christian Romero နဲ့ Van der Beek နဲ့တွေ့တဲ့အချိန်မှာဘယ်လိုမျိုးလှုပ်ပြမလဲကျွန်တော်တို့ကိုစိတ်ဝင်စားဖို့တော့ကောင်းတယ်။ဘယ်လိုပဲပြော United အသင်းနေလက်ရှိမှာမိနစ်60အပြေးဘွားဆော့ခဲ့ပြီးရှုံးသွားခဲ့တဲ့ရလက်ကတော့ပိတ်သက်တယ်တော်တော်လေးကိုပောက်ကွဲစရာဖြစ်ခဲ့တယ်အဓိကကတော့ဘာဖြစ်ချင်လို့ဒီလိုလုပ်ခဲ့တာလဲဆိုရင် မိကုန်ပါပဲဒါပါပဲပြီးတော့ပိုဆိုးတာခုနကမိနစ်ဆော့ကျင်တယ်အေးမိနစ်ဆော့ကျင်တယ်အာမက်လည်းမိနစ်90ဆော့ခဲ့ရတယ်ဘူနိုဗာနက်ဆော့မိနစ်80ကျော်ဆော့ခဲ့ရတယ်အဲ့တော့ ပြစ်တဲ့နဲ့မေကိုမောင်များဆိုရင်ဒီနေ့ပုံစံမှာမေးခဲ့ဒါပေမဲ့ချက်စီတင်းကဒီနေ့ပုံစံမှာဒါထားတဲ့တန်တန်တွေပဲအနိုင်ပွဲကိုရရှိခဲ့လို့ပြောလို့ရတယ်ဒါပေမဲ့ခါတိုင်းပွဲလောက်တာမခရူရှယ်မဖြစ်ဘဲဒီနေ့ပုံစံမှာထိုက်တဲ့နိုင်ပွဲတစ်ခုကိုတော့ထားတဲ့တန်တန်ပဲရရှိခဲ့လို့ကျွန်တော်နေမြင်တယ်တကယ်ကိုကောင်းတဲ့ပွဲစဉ်ပွဲတော့ဒါထင်တဲ့ထင်တဲ့ထင်တာကအများကြီးကိုကောင်းခဲ့တဲ့ပွဲစဉ်ပွဲဖြစ်ခဲ့လို့ပဲကျွန်တော်နေပြောပြတယ်လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 တို့မှာကျေးဇူးစာပေါင်းကူညီရပါတယ် Medical Club မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4 ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းဖြစ်ကျွန်တော်များစွာ ော်ကုန်ကြီးပြလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျာမြန်မာကလစ်မှာမြန်နေဖြစ်ပါတယ်အားလုံးမကြိုးတူပါဗျာကောင်းမွန်တော့နေနေဖြစ်ပါစို့စုမောင်းအောင်တောင်းပြီးနေပဲကျွန်တော်တွေနောက်မှ AC တွေ့ကြတာပေါ့ Devor ဗျာ